တိတ်ကိုပိုးခံလိုက်ရတဲ့ကင်းကစုံပြချက်ကိုပြင်ဆင်နိုင်ခဲ့တာကြောင့်စန်တမ်းမှုကိုအောင်မြင်ခဲ့ပြီးလက်ရှိကာလကိုပြန်ရောက်လာခဲ့ပါတယ်။တပတ်မှဒီယာနေကတော့ဂိုဒါနဲ့တူတူရှိနေပြီးသူရှိကိုရောက်လာခဲ့သူကတော့ဇဲဒရစ်ပဲဖြစ်ပါတယ်။ဂိုဒါဘရင်ကြီးကဒေါ်သာထွက်နေတယ်။အခုချက်ချင်းထောင်ထဲကိုပြန်လာပါမဟုတ်ရင်တော့ပုံကံမှုနဲ့မင်းကငါတတ်ရလိမ့်မယ်လို့ဇဲဒရစ်ကပြောနေခဲ့ပါတယ်။ငါစွမ်းကိုတတ်နိုင်သမျှမတုံးမဲနေခြင်းခဲ့ပေမဲ့မင်းနဲ့တိုက်ရမယ်ဆိုရင်တော့မဖြစ်နိုင်တော့ဘူးတင်တယ်လို့ပြောကာတိုက်ပွဲကိုစတင်လိုက်တယ်။ဒီယာနေကတော့အခုချိန်မှသူကဘလူးဘရင်ဖြစ်တော်မူဇဲဒရစ်ကိုတူတာလိုက်မယ်။နင်တို့ကစစ်ပွဲကို 别样喽喽，别来得！ အဲဒီနောက်တော့ဒိုရဲ့ကားခွက်နဲ့အတူမြေကြီးစီကနေမော်စွမ်းအင်တွေကိုဆုပ်ယူလိုက်ပြီးဇက်ဒရစ်နဲ့တိုက်ခိုက်ခဲ့ပါတယ်သူတိုက်ခွက်တွေကိုတော့ဇက်ဒရစ်ကအသားအရလေးရှောင်ပြလိုက်ပြီးတချက်ကန်ထဲလိုက်တဲ့နောက်မှာတော့ဒီယာနဲ့တယောက်ဟာမော်စွမ်းအားတွေတုံးမရတော့ပါဘူးသူရဲ့မော်စွမ်းအားတွေကိုချိန်ပိတ်လိုက်တာဖြစ်ပြီးတော့ခဏနေပြန်ပြီးမှပါလို့ပြောလိုက်ပါတယ်သူကတခြားပညတ်တော်တွေနဲ့မတူဘဲနဇိုးဘင်ရဲ့ဇွမ်းတွေကိုယူတုံးနိုင်တဲ့နဇိုးဘင်ရဲ့ကိုစားပြုတယောက်လို့ပြောလိုက်ပြီးမင်းရွေးချယ်လိုက်တော့ဒီမာတီမလားပညတ်တော်ဆယ်ပါးတွေဝင်မလားဆိုတာကိုပေါ်လို့ဇက်ဒရစ်ကပြောလိုက်ပါတယ်မင်းသဘောတူရင်ငါမင်းကိုဇွမ်းတွေပေးမယ်လို့ဇက်ဒရစ် ွေကပြောတော့ငါလက်မခံဘူးလို့ဒီယာနေက ပြောလိုက်ပါတယ်ဘလူးတကောင်အတွက်ထွက်ပြေးတယ်ဆိုတာကတေတာတဲ့ရက်ဖို့ကောင်းနေအဲ့ဒီတုန်းကငါ့မှာရွေးချယ်စရာနှစ်ခုပဲရှိခဲ့တယ်ပညတ်တော်ဆယ်ပါလို့မလားတေးမလားဆိုတာပဲလို့ဒိုးကကင်းကိုပြောပြနေပါတယ်အဲ့ဒီစကားကိုကြားတော့သူကခမားနဲ့မတူတာကိုရွေးခဲ့မယ်ဆိုရင်တော့မဟုတ်ဘူးသူဘာပဲရွေးရွေးပြန်လာနိုင်မှာမဟုတ်ဘူးလို့ကင်းကစိတ်ပူသွားပါတယ်ပညတ်တော်ဆယ်ပါပြင်းနေနေရတာနဲ့ ေးရတာကဘယ်ဟာကမှန်လဲဆိုတာကိုတည်ကျင်ုံမှာပဲလို့ဒိုးကပြောလိုက်တယ်တပတ်မှဒီယာနေကတော့ရွေးချယ်မှုကိုလုံနေရပြီဖြစ်ကဇဲဒရစ်ကတော့သူ့ရဲ့ဘဝစကြောင်းတွေကိုပြောနေခဲ့ပါတယ်ဘလူးဘီယင်ဒိုးဖျားသခင်ကမင်းကိုတာမန်မဟုတ်တဲ့အင်အားနဲ့အထီးကျန်မှုဆိုတဲ့အရာနှခုပေးထားတယ်မလားတခြားဘလူးတွေတက်တံပါတဲ့အပြရောင်သားကြီးမော်စွမ်းအားတွေဖုံထားတဲ့မျက်လုံးထူးဆန်းတဲ့ကြောက်တုံးပုံစံနဲ့လက်လေးဘက်ကြောင့်မင်းရဲ့မျိုးနွယ်တွေကတော့မင်းကိုဒူးဆန်းတယောက်လိုဆက်ဆံကြတယ်မလားလို့မေးနေပါတယ်ဘလူးဘီယင်ဒိုးရဲ့အတိတ်ဟာသူမနဲ့နေငယ်တော့တူပါတယ်သူမဟာ ာလည်းတိုက်ခိုက်ရတာကိုမကြိုက်တဲ့ဘလူးတယောက်ဖြစ်ခဲ့ဘူးပြီးသူများရဲ့ဖယ်ချင်တာကိုခံခဲ့ရဘူးတာကိုတွေးမိသွားကသူလဲငါလိုပါပဲလားလို့ဒီဟာနဲ့တယောက်ဟာတွေးမိနေပါတယ်။ဇဲဒရစ်ကတော့ဘလူးရီယာစစ်ပွဲတွေနဲ့ခွန်အားတွေကိုတန်ဖိုးထားကြတယ်။အဲဒါကြောင့်ပဲမင်းကိုဘလူးပြင်ဖြစ်ကိုဝဲနေကြတာ။ဒါပေမဲ့မင်းရဲ့နှလုံးသားကိုနားလဲပေးတဲ့သူတယောက်မှမရှိဘူး။ငါတို့တွေကတော့အဲ့ဒီလိုမဟုတ်ဘူး။ငါတို့နှစ်ဆိုးတွေဆိုတာကဒီကဘာပေါ်မှာမဟုတ်ဘူးဆိုတော့ကရွေးချယ်ခိုင်းနေပါတယ်။ဒီဟာနဲ့ကတော့သူဟာဟိုးရင်ကလေးကဆုံးဖြတ်ချက်ချခဲ့ပြီးပြီလို့ပြောနေကစိတ်ပူနေတဲ့ ကင်ကဒီယာနဲ့မရွေးနှဲလို့လမ်းဟောလိုက်တဲ့နောက်ဒီယာနဲ့တယောက်ကလက်ရှိချင်းကာလကိုပြန်ရောက်လာပါတယ်။ဒိုးကတော့အန်ဟိုနီကကနင်ပါပဲရွေးရွေးပြန်လာနိုင်မှာမဟုတ်ဘူးလေ။နင်ပါကိုရွေးခဲ့တာလေလို့မိလိုက်တယ်။အဲ့ဒါကလာထွက်ပြေးခဲ့တာလေလို့ဒီယာနဲ့ကပြန်ပြေးလိုက်ပါတယ်။ဘာလို့ဆိုတော့အရင်တုန်းကယာသားတွေလက်မခံတုန်းကသူမကထွက်ပြေးခဲ့ပြီးကင်းနဲ့တွေ့ခဲ့တာလေမှတ်မိကြတယ်မလား။ဘလူးတကောင်တွေထွက်ပြေးတဲ့ဆိုတာကတေတာတဲ့ရက်ဖို့ကောင်းဝင်မဲ့ဒီယာနဲ့တော့ကတော့မဟုတ်ခဲ့ပါဘူး။အဲ့ဒီနောက်တော့ကင်းကိုသူမလက်နဲ့ကင်လိုက်က kiss ပေးလိုက်ပြီးအရန်ချစ်တယ်လို့ပြောလိုက်ပါတယ်။အချစ်စိတ်တွေတက်သွား ားတဲ့ကင်းတယောက်တတိမေတော်ဘုံပေါ်ကအိုစလိုလာနိုးလိုနိုလာချိန်မှာတော့တူဟာဒီယာနဲ့နဲ့နန်းနေလို့အိမ်မက်မခဲ့ကြောင်ပြောနေပါတယ်ဒီယာနဲ့ပုံပေါ်မှာတူအိမ်နေခဲ့တာဖြစ်ပြီးအိမ်မက်မဟုတ်ပါဘူးဟာလို့ဒီယာနယ်ကပြောလိုက်တယ်ငါလန့်သွားတာပဲနင်ကရုတ်တရက်ကြီးတတိမေတော်တာလေလို့ဒီယာနယ်ကပြောလိုက်တဲ့အခါဖို့လေငါဟုတ်ပါလို့နန်းခဲ့တာလေငါအရန်ပြောတာပဲလို့ကင်းကပြောနေပါတယ်လွန်ခဲ့တဲ့နှစ်နေရာကတိကိုတီးခဲ့လို့လို့ပြောရမလားလို့ဒီယာနယ်ကရှက်ရှက်လေးနဲ့ပြန်ပြောလိုက်ကအဲ့ဒီတော့မှသူမမညံ့တွေပြန်ရသွားတယ်ဆိုတာကိုသဘောပေါက်လိုက်ပြီးကိုသားကတောင်းပန်နေတဲ့အနေနဲ့လက်ဆောင်ပ ြင်ငါ့ကိုပေးခဲ့တာလေလို့ဒီယာနယ်ကပြောလိုက်ပါတယ်ကိုသားနှစ်ယောက်လုံးကနင်းနေတယ်လို့လူဆိုးတွေမဟုတ်ပါဘူးလို့လည်းပြောလိုက်တယ်မင်းအတွက်တန်ဖိုးရှိတဲ့မညံတွေကနှလုံးသားထဲမှာတွင်တူထားမယ်ဆိုရင်အဲ့ဒီမညံတွေကိုမိသွားရင်ဒါမှမဟုတ်ဖုံးကွယ်ထားရင်တောင်မှဘယ်တော့မှပြောက်ကွယ်သွားမှာမဟုတ်ဘူးငါနဲ့ကိုပြောချင်တာတစ်ခုရှိတယ်အခုကစပြီးကင်းကိုအမြဲတမ်းချက်သွားမယ်ဆိုပြီးဒီယာနယ်ဟာသူမခံစားချက်တွေကိုထုတ်ပြောလိုက်ပါတော့တယ်ကင်းကရောငါ့ကိုခြေလေးလာရင်လို့မေးလိုက်တဲ့အခါငါနဲ့ကိုတသက်လုံးချစ်ပြီးအနားမှာနေပေးမယ်လို့ပြောပြီးသူခံစားချက်တွေကိုပြောကဒီယာနယ်ကိုအနန်းတပွင့်ခြေလိုက်ပါတယ်ထိုင်းကြီးနေတဲ့အိုစလို ုနဲ့ခမားတို့ကျွန်တော်တို့တွေကတော့ဆောင်းကြိုက်ကြပါဗျာအဲ့ဒီနောက်ကင်းရဲနောက်ကျော်ကနာကျင်လာတာကြောင့်အစင်ပြေလာလို့ဒီယာနယ်ကမေးလိုက်တဲ့အခါမှာတော့တောင်မှန်သေးသေးလေးတွေစားတွက်လာနေပြီဆိုတာကိုမြင်လိုက်ရတယ်အခုမှတကယ်နဲ့တငယ်ဘရင်လိုခံစားသွားရတဲ့ကင်းဟာဂလိုဇီနီးယားရဲ့တောင်မှန်ဆိုင်ကိုတွေးမိကြတဲ့အတွက်စိတ်ဓာတ်တောင်ကြသွားပါတယ်ဂလိုဇီနီးယားကတော့သူညမလေးကရာကိုပြန်လာတွေ့ခဲ့ပြီးတောင်မှန်စကားပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာရုတ်တရက်ကြီးအိုစလိုကမန်ထားပြီးကဂလိုဇီနီးယားကိုရန်ရှာနေတာကြောင့်သူကငါရဲ့ကိုပါရန်သူမဟုတ်ပါဘူးလို့ကဲရာကပြောင်းပြနေတာတောင်မှမရဘူးဖြစ်နေခဲ့ပါ ါရယ်။ ဒါပေမဲ့လည်းအဲ့ဒါကခဏပါပဲပြီးတော့သူ့ဟာသူပြောင်းရင်သွားပြန်ပါတယ်အကိုပြောက်သွားတဲ့နောက်ပိုင်းမှာအိုစလိုကိုမွေးရလေသူကအကိုအစားကျမကိုစောင့်ရှောက်ပေးနေတာကျမကသူ့ကိုဖော်မပြုတ်ပေးနိုင်တော့ဟာလီကွင်းကိုကာဝယ်ပေးနေတာလေလို့ကဲဒါကပြောပြနေခဲ့တယ်အိုစလိုနဲ့သူ့ညမလေးပြောရွှင်နေတာကိုကြည့်ပြီးသူဟာရောအချောင်းကိုတွေးမိသွားပါတယ်ရောကိုမတက်ခင်ချိန်ပိုင်းလေးမှာတယောက်ယောက်ရဲ့စိတ်ကိုတူကြားလိုက်ရပါတယ်နောင်ဘဝကြရင်ငါနင်းကိုကာဝယ်ပေးမယ်နင်းမြနိုးတဲ့ຢာတွေကိုလည်းကာဝယ်ပေးမယ်ငါဘလို့ပုံစံပဲဖြစ်နေပါစေဆိုပြီးတော့ရောကပြောခဲ့တာပါအဲ့ဒီအတွက်ကြောင့်အိုစလိုဟာ ော့ပြန်ဝင်စားရဲဆိုတာကိုသူတဘောပေါက်လိုက်ပြီးမင်းကတိတီးခဲ့တာပဲလို့ပြောလိုက်ပါတယ်ဒီယာနေကတော့လီယိုနက်စ်ကိုပြန်ရရအောင်အဲ့ဒီလိုဆိုရင်အဲလင်းကိုလည်းတွေးနိုင်တယ်လေလို့ပြောလိုက်ပါတယ်တောအုပ်ကိုစိတ်မကြပြင်းနေတဲ့ကင်းကိုဂလိုစီနီယာကသူဟာတောအုပ်ကိုကာဝယ်ပေးရမယ်လို့ပြောတော့ငါတို့တွေကိုသားကိုလည်းကနေရအောင်မယ်လေလို့ပြောကာလီယိုနက်စ်ကိုပြန်ပို့ပေးဖို့အတွက်အိုစလိုကိုပြောလိုက်ပါတယ်လီယိုနက်စ်ရဲထိုက်ထဲမှာတော့မယ်လီယိုဒတ်တယောက်ဟာထိုင်နေခဲ့ကဒီရဲထိုက်ကငါတို့ဟိုလီနိုင်ကောင်းဆောင်တွေကိုတတ်တယ်ဆိုပြီးဆွဆွဲကန်ငယ်ရတဲ့နေရာမလားလို့ပြောနေခဲ့ပါတယ်ဖန်ကတော့မာလင်ငါတို့ကိုဒီနေရာမှာဘာလို့လူစုကိုင်း င်းတာလဲလို့မေးလိုက်ပြီးနေတော့ဘယင်ကြီးနမိတ်ဖတ်တာကိုမမိလားလို့မာလင်ကမေးလိုက်တယ်ဒီနေ့မနက်မှာနောက်ထပ်နမိတ်တစ်ခုကိုထည့်ရရတဲ့နေ့လယ်ကောင်မှလာတာပြီးမြူတူကြီးမျိုးတော်ကိုဖုံးလွှမ်းတဲ့အချိန်ဒူစီယိုင်းခုနှစ်ပါးသစ္စာပေါက်လို့ဆွဆွဲခံရတဲ့ရဲတိုက်ထိတ်မှာနောက်တက်လာတဲ့စဉ်ပေါ်ထွန်းလာမယ်ပြီးတော့ဒူစီယိုင်းခုနှစ်ပါးကပြန်ဆောင်စည်းလိုက်မယ်မဲလီယိုရက်ကတော့ငါသားကြီးကိုမြင်ဘူးပါတယ်ဆိုတာငေးကြည့်နေတော့ဒီအာနဲ့နဲ့ကင်တို့ကရောက်လာခဲ့ကြပါပြီအခုဆိုရင်ဒူစီယိုင်းခုနှစ်ပါးလုံးကပြန်လည်ဆောင်စည်းကြခြင်းဖြစ်ပြီးဒီအာနဲ့ကတော့ခေါင်းဆောင်သာတက်ရှင်နေတဲ့ရင်ကောင်းမယ်ဆိုတာငိုနေတာကြောင့်ငါမသိသေးဘူးဟာနင်းပင်အောင်မှာတက်ရှင်နေ ပါသေးတယ်လို့ပြောလိုက်ပါရယ်။ကင်းကလည်းကျွန်တော်ခေါင်းဆောင်ပေါ်မှာတင်မာခဲ့မိပြီးစိုးစိုးဝါးဝါးတွေပြောခဲ့မိတော့တတောင်းမှန်ပါတယ်လို့အတီပေါကြီးပြောနေခဲ့ပေမဲ့ကင်းမင်းတောင်မှန်တွေကတိတိလေးတွေပဲဆိုကာဘန်နဲ့မယ်လီယိုဇက်တိုတွေကတောက်ခွက်ပြောင်နေကြပါရယ်။ကင်းကစိတ်ဆိုးတယ်လို့ဖြစ်နေတော့ခေါင်းဆောင်နဲ့ဘန်ကနင်းအတွက်ဝန်တာလို့ပါဟာလို့ဆိုပြီးဒီယာနယ်ကဝင်ပြောပေးခဲ့ပါရယ်။ဒီယာနယ်နဲ့တခုခုပြစ်ခဲ့တာလားလို့မယ်လီယိုဇက်ကမေးတော့ငါတို့နှစ်ယောက်တွဲတွေဖြစ်သွားပြီဆိုပြီးကင်းကကြွယ်နေလို့ဒီယာနယ်ကိုပဲမေးတာပါဟာလို့ပြောလိုက်ပါရယ်။ငါမညံတွေပြန်ရသွားပြီလေလို့ဒီယာနယ်ကပြောတဲ့အခါကိုတာကတော့ ော့မဖြစ်နိုင်ဘူးဖြစ်ပစ်လိုက်တဲ့မညံတွေကိုဘလို့မှပြန်မရနိုင်ဘူးလို့ပြောလိုက်တယ်မဟုတ်ဘူးကိုသာမင်းအတွက်တံပိုးရှိတဲ့မညံတွေနှလုံးသားထဲမှာတွင်ထူထားမယ်ဆိုရင်အဲ့ဒီမညံတွေကိုမေးသွားရင်တောင်မှဒါမှမဟုတ်ဖုံးခွဲထားရင်တောင်မှရောမပြောက်ခွဲမှာမဟုတ်ဘူးလို့နင်းကိုဖန်တီးခဲ့တဲ့သူကပြောခဲ့တယ်လို့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်လွန်ခဲ့တဲ့နှစ်သုံးတောင်ကပြီးခဲ့တဲ့ဂတိကိုတီအောင်လုပ်ရမယ်ကိုသာနင်းရဲ့ပြောက်ဆုံးနေတဲ့နှလုံးသားကိုရှာရအောင်လို့တီအောင်နယ်ကပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့ဘယင်းကြီးရဲ့နောက်ထပ်နှမိတ်တစ်ခုအရကိုသာကခန်းစားချက်တွေနဲ့ပြန်ရောက်လာလိမ့်မယ်အရင်တုန်းကကိုသားမှာ နှလုံးရှိတယ်လို့မာလင်ကပြောလိုက်ပါရယ်။အဲဒီတော့မှတစ်ချိန်လုံးရှိနေပြီးစကားပြောခွင့်မရသူဘရင်ကြီးဘတ်တာရာကချောင်းဝမ်းလိုက်ကအကုန်လုံးလဲတတိထားမိသွားကြပါရယ်။ငါတော်ကိုရှာတွေ့ခဲ့ပြီးမင်းမက်မီလာကိုတာလို့ပြောကနှလုံးသားတစ်ခုကိုထုတ်ပြလိုက်တော့အတိတ်ပုံရိပ်တွေဝတ်တော်ဝမြင်ရလာတယ်လို့ခံစားရတဲ့ကိုတာဟာထွက်ပြေးသွားခဲ့ပါရယ်။ ဘဒရာသူ့ကိုဗာပြလိုက်တာလေလို့ဒီယာနယ်ကမိလိုက်တော့ဒါကကိုသားရင်ဘတ်တွေကအရာပဲသူပြောပုံရဆိုရင်တော့ဒါကြီးကနှလုံးသားရဲ့မော်စွမ်းတွေနဲ့ပြည်နေတာတည်းလေလို့ပြောပြလိုက်ပါရယ်ဒီယာနယ်ကသူ့ကိုတေးအောင်လုပ်ပေးဖို့မာလင်းကိုတောင်းဆိုလိုက်ပြီးကိုသားနောက်ကိုလိုက်ဖို့လုပ်ခဲ့ပါရယ်ဒူးစီရိုင်း9ဘာရဲ့စီမင်းခွနဲ့နံပါတ်၄အဖွဲဝင်တယောက်တော့ကရောက်နေရင်အားလုံးစုပေါင်းပြီးတော့ကယ်တင်ရမယ်ဆိုက6ယောက်သားကရေတိုက်ပေါ်ကနေခုံစင်းလိုက်ကြပါရယ်